ခွေးတိုင်းစလင်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေတဲ့နေရာကိုမေလ3ရက်ည7:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေချောင်းကနေဘုံနဲ့ဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။အင်အား150လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့်အခုရက်ပိုင်းမှာနေတိုင်းလွတ်လွတ်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေါင်းစစ်အောင် LPDF ပြန်ကြားတဲ့တာဝန်ခံကပြောပါဗျ။ တိုက်ပွဲတွေဖြစ်နေတဲ့အနီးဝန်းကျင်ရွာတွေနားကိုစစ်ကောင်စီတပ်လေကြောင်းပစ်ကူဝိုင်းထွဲလင်းနဲ့ည၈နာရီလောက်ကနေသကောင်ရံအချိန်ထိ၆ချိန်ထပ်မနေဘုံအလုံး90နီးပါးစတိုက်ကျဲသွားခဲ့တာလို့လည်းသူကပြောပါတယ်စကောင်စီတပ်ဟာတော်လိုင်းတပ်ပေါင်းစုတွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေပူကန်ကျေးရွာနဲ့ကိုကိုရန်ကျေးရွာတွေဝင်းကျင်ကိုဘုံတွေကျဲချထိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဒီကနေ့မေလ9ရက်နေ့မနက်6:03မိနစ်အချိန်မှာပျော်ပယ်မြို့အနောက် အနောက်တောင်ဘက် -30 ကိုဗဟုပြုပြီးအင်အား၄တသမ5ရစ်စတာစကေးရှိငလင်တစ်ခုလောက်ခတ်ခဲ့တယ်လို့မိုးစလာကထုတ်ပြန်ပါတယ်။ကျောက်ပယ်မြို့ရဲ့အနောက်အနောက်တောင်ဘက် -20 အကွာကိုဗဟိုပြုပြီးအနက်16ကီလိုမီတာအကွာကိုလှောက်ခတ်ခဲ့တာလို့ဖော်ပြထားပါဗျ။ထိုင်းငလင်ဗဟိုဌာနရဲ့တိုင်းထွာချက်အရအဲ့ဒီငလင်ဟာပြင်ယာ4.8 Richter scale ရှိပြီးအနက်10ကီလိုမီတာကိုဗဟိုပြုကလှောက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါဗျ။ တစ်ချိန်တည်းမှာပဲရွှေဘိုခရိုင်ရေဦးမြို့နယ်မှာလည်းအင်အား၄.၄မဂနီကျူးရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒတိုင်းတရေးဌာန USGS မှာဖော်ပြထားပါတယ်ခင်ဗျာမကွေးတိုင်းမင်းဘုံမြို့နယ်မှာစစ်မှုရန်တသားတဲ့အဖြစ်စုဆောင်းခံရကစစ်မှုထမ်းနေရသူ၃ဦးဟာဧပြီလ30ရက်မှာလက်နက်ခဲယမ်းတွေနဲ့တူအလင်းဝင်ရောက်လာခဲ့ကြတယ်လို့မင်းဘုံခရိုင်အမှတ်1တပ်ရင်းကမေလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ တမကိုကိုလောက်ခံမင်းမူခမရ၄၁၇တိုင်ရင်ထဲမှာစစ်မှုထမ်းနေရတဲ့တပ်သားတစ်တောင်ယောက်ဟာလက်နက်ခဲရနေတဲ့အတူတရက်ထဲအလင်းဝင်လာကြတဲ့အတွက်စစ်ဘက်ဆိုင်ရာလှုံ့ထုံလုံနေတဲ့အညီစစ်ဆဲမှုတွေဆောင်ရွက်နေတယ်လို့ဆိုပါရယ်အလင်းဝင်လာတဲ့တောင်ယောက်ကစစ်မှုထမ်းတင်နန်းအပတ်စဉ်9တင်နန်းဆင်းနေဖြစ်ပြီးဟိုပုံဘာထူ မကွေးတိုင်းပခောက်ကုမြို့နယ်ကကြီးရွာတွေကိုစစ်ကောင်စီတကစစ်ကြောင်းထိုးဝင်ရောက်နေပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေတဲ့အတွက်ထောင်ထဲချီတဲ့ဒေသခံတွေလည်းနေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပခောက်ကုတမတရားတက်ထဲကနေဧပြီလ28ရက်နေ့ကစစ်ကားအစီး20နီးပါးနဲ့ထွက်လာတဲ့ပထမစစ်ကြောင်းဟာအောင်သာကမ္မမြစ်ချေညောင်ပင်လာနဲ့ဆယ်ပင်စုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဆိုပါတယ်။ဧပြီလ30ရက်နေ့မှာထွက်လာတဲ့ချစ်ချင်းစစ်ကြောင်းကတော့ ဆိုတွင်ချောင်းခွဖလန်အိုကျွရတွေကိုစစ်တောင်းထုတ်ပြီးမေလ3ရက်နေ့မှာမြန်မြုပ်နယ်တွေကတင်ပေါင်းကန်ကျွရဝင်းကျင်မှာအထိုင်ချတက်ဆွဲနေတယ်လို့ဆိုပါတယ်။တမတရား1ထင်းနဲ့စစ်တောင်းနှစ်ချောင်းကနေရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးရွာတွေတဲကိုဝင်းစည်းကပစ္စည်းတွေလူတာနဲ့အင်းတွေကိုမီးရှို့တာတွေလုပ်နေတယ်လို့စစ်ပေးဆောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့တော်လန်ရဲဘော်တယောက်က DPP ကိုပြောပါရတယ်။ပြီးခဲ့တဲ့မေလ2ရက်နေ့မှာ တမတရတဲ့ထဲကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တေဆုံးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာအင်အားပြင်းငလင်လောက်ခတ်ခဲ့ပြီးမြန်မာနိုင်ငံမှာဆေးအုပ်စုကလေကြောင်းတိုက်ခိုက်မှု182ကြိမ်အပါအဝင်အ ਨੇ ဆုံးတိုက်ခိုက်မှု243ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရသား900ကျော်တည်ဆုံးခဲ့တဲ့ကြောင်းကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ ။တိုက်ခိုက်မှုအများစုကတော့ငလင်ဘေးတင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အကြောင်းပြချက်နဲ့အပြည့်ရမယ်လို့ကြေညာခဲ့တဲ့ဧပြီလ၂ရက်နေ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့ဆိုပါရစေ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗော်ဂါတာကတော့မြန်မာနိုင်ငံကအဆုံးမရှိတဲ့အကြမ်းဖက်မှုတွေအကြောင်းမှတ်ချက်ပြုရမှာကမ္ဘာတဝန်ကအကြက်တဲတွေအများကြီးကြကမြန်မာပြည်သူတွေရဲ့အသိမခံနိုင်တဲ့ဒုက္ခတွေကိုမေ့ထားလို့မရဘူးလို့ဆိုပါရစေ။ ပြီးခဲ့တဲ့မတ်လ28ရက်ကအင်အားပြင်းငလေလောက်ခတ်ခဲ့ပြီးတဲ့နောက်စီအိုစုကအပြစ်ခတ်ရစဲချောင်းနမေကန်ကြေညာထားပေမဲ့အရသာတွေအပေါ်မညာမတအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတာကြောင့်စစ်တပ်အနေနဲ့အရသာတွေနဲ့အရသာပိုင်ပစ္စည်းတွေကိုတိုက်ခိုက်တာတွေအားလုံးကိုချက်ချင်းရပ်တန့်ဖို့အရေးကြီးတယ်လို့လည်းပြောကြားလိုက်ပါတယ်ခင်ဗျာ။ အေရရီတိုင်းလင်းမျက်နှာမျိုးနယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ခုနှစ်လုံးထပ်မံမီးလောင်ဆုံးရှုံးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မေလ၄ရက်ည9နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်လင်းမျက်နှာမျိုးနယ်မကြီးပင်ကွင်းကျွော်ကကိုထုံးအင်းဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမကြီးပင်ကွင်းနဲ့ဝက်ကုန်းကနေအိမ်ခုနှစ်လုံးထပ်မံမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ ဒဏ်ရာရသူဟာအိမ်မှာပစ္စည်းတွေရှိနေတဲ့အတွက်စစ်မဆောင်ပဲနေခဲ့သူဖြစ်ပြီးစစ်ကောင်စီတပ်ကအရသားတွေနေတဲ့ရွာတွေထဲကိုညဘက်တွင်မှလေချောင်းကနေတိုက်ခိုက်နေတာလို့လင်းမျက်နှာမြို့နယ်ကဒေသခံတယောက်ကပြောပါဗျ။စစ်ကောင်စီတပ်ကမေလ၄ရက်ည9နာရီကျော်လောက်မှာလေချောင်းနဲ့လေချိန်ထပ်မနေလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်စီဆောင်ကုန်းကျွရဘက်ကနေတက်ဆုတ်ပြီးခန်းစစ်ပြင်ထားတဲ့စစ်ကောင်စီတပ်က ပန်းတော်ကြီးနဲ့ပတ်ဝန်းကျင်ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။